ို့ရစီနေရာတွေကလည်းမချိုစင်းလို့ကိုကောင်းကြီးလို့ဆိုရင်ခန္ဓာကိုယ်ကိုယ်လုံးခုပေါက်လေးနေဆိုတော့အဲ့လိုမျိုးလေးဖြစ်ချင်တော့ဇင်ချင်းဆော့တယ်ယုံလာပြီဆိုရင်ထမင်းကနှစ်ကြိုက်ထမင်းတအားစားတာပြီးတော့အဲ့လိုနွားနို့ဆိုလည်းမနှက်စိတ်တာညအစိတ်တာအဲ့လိုအယူးလို့စားပြီးအယူးစားစားပြီးဇင်ဝလာကင်မရာကနေပြီးတော့ကြည့်ပြီးတော့ဇင်တို့စီကြီးကိုကိုယ်တိုင်တမီး ဝေးချအာလေ့ကျင့်ခန်းလုပ်မှန်မှန်ကန်ကန်ဝေးချဆိုတဲ့အချိန်မှာဖြက်လန်းနီးနဲ့ဝေးချလိုက်မိတာအာအစားလုံးဝညဘက်ကိုမစားတော့တာမစားဘဲနဲ့ပါဆိုအတုတ်တေစားတာအဲ့ဒီမှာစင်အစာရင်တန်းဖြစ်သွားတာ စဉ်ခန္ဓာကိုဒီဝိတ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တချို့ဆိုရင်စဉ်ကိုအဲဝိတ်ဘယ်လောက်ရှိလဲဘယ်လိုမျိုးမေးကြတာမျိုးတွေ comment လေးတွေတွေ့ရပေါ့နော်စဉ်ကအရင်တော့ကကြောင်းတော့ကစဉ်အရန်ပိန်တာပိန်တော့အရန်သေးပြီးတော့ညှက်တော့လေဒီအတန်းရဲ့အရှိဆုံးမှာပဲအမြင်ထိုင်ရတာစာမေးခံရတာပေါ့အရှိဆုံးတက်မှာအမြင်ထိုင်ရတယ်တငယ်ချင်းတွေကဇင်းတို့တငယ်ချင်းတွေအားလုံးကတသေးလေးတွေပြအဲ့လိုအရှိမှာအမြင်ထိုင်ရတာအဲ့တော့ပရဇနာဖြစ်လာတဲ့ပရဇနာအလုပ်ကိုစပြီးလုပ်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ အရင်သိနေလို့မဖြစ်ဘူးပေါ့ဒါကို့ဘာသာကိုထင်မှာငါအရင်သိနေလို့မဖြစ်ဘူးနောက်ပြီးတော့ကို့ရစီနေရာတွေကလည်းမချိုစင်းတို့ကိုကောင်းကြီးတို့ဆိုရင်အဲမစုံနှင်းတို့မပြည့်ဖြိုးမမှုဆိုအဲ့လိုမျိုးလေးခန္ဓာကိုယ်ကိုယ်လုံးကိုပေါက်လေးနေဆိုတော့အဲ့လိုမျိုးလေးဖြစ်ချင်တော့ဝင်ချင်းမစော့တယ်ချင်းစော့တော့လေအဲ့လိုမျိုးဖြစ်မလားဖြစ်မလားတော့ဟာဝါဝါမယ်ဆိုရဲစိတ်ရှိရယ်အာဝါမယ်ဆိုပြောစင်အားစိစားရယ်ပြီးရင်ထမင်းတွေအရင်စားတာစင်အရင်တော့ဆိုထမင်းဆိုရင်အဲ့လိုယုံလာပြီးစင်ရင်ထမင်းကနှစ်ကြိုက် နှစ်ချိုင်ပါထမင်းနှစ်ချိုင်ပါအဲချိုင်မှာထမင်းချိုင်နှစ်ဆင့်ပါတယ်ပြီးရင်ဟင်းနဲ့ပေါ့နော်အဲ့လိုထမင်းတအားစားပြီးတော့အဲ့လိုနွားနို့ဆိုလဲမနှက်အစိတ်တာညအစိတ်တာအဲ့လိုအယူလို့စားပြီးအယူစားစားပြီးစင်ဝါလာအဲ့လိုဝါအောင်လုပ်တာဝါအောင်ကြိုးစားဟုတ်တယ်ဝါအောင်အဲ့လိုတမင်တကာလုပ်ခဲ့တာအာဝါလာအချိန်မှလဲကွာဝါရလို့မထင်ဘူးဖောင်းဖောင်းပြပြလေးနဲ့ကိုလိုချင်တဲ့နေရာကြီးဖောင်းလာရောနော်အဲ့တော့အရန်အဲ့အချိန်မှကိုသဘောကျတဲ့အချိန်မှအဲဖြစ်ချင်တော့ဇင်တို့ကက်စတင်တစ်ခုဇင်တို့ဝင်ရတယ်အဲ့တော့ ရုံးမှာပေါ့နော်ကက်စတင်တစ်ခုဝင်ရတဲ့ခါမှာအဲဇလန်းထွက်တစ်ခုပဲဒါပေမဲ့အဲ့ထက်မှာဇင်ကအရန်ပြည့်လွန်နေပြည့်လွန်နေရအောင်ဒီအဲ့ဒါကိုဇင်တို့ဒီဒီပေါ့နော်အဲကင်မရာကနေပြီးတော့ကြည့်ပြီးတော့ဇင်တို့ CEO ကိုကိုတိုင်းတမီဝေးချာအဲလေ့ကျင့်ခန်းလုပ်မှန်မှန်ကန်ကန်ဝေးချာဆိုတဲ့အချိန်မှာဖြက်လန်းနီးနဲ့ဝေးချာလိုက်မိတာအာအစားလုံးဝညဘက်ကိုမစားတော့တာမစားဘဲနဲ့ပါဆိုအတုတ်တေးစားတာအဲ့ဒီမှာဇင်အစာရင်တန်းဖြစ်သွားတာအစာရင်အချင်ပေါက်ပြီးတော့အစာရင်ဖြစ်တော့နှစ်လကျော်၃လလောက် အဲ့အဲ့လိုဆေးကိုဆွဲတောက်ပြီးအိတ်ဆေးတွေပါတောက်လိုက်ရတာအိတ်ဆေးတောက်ပြီးတော့အဲ့လိုမျိုးလေဟိုအိတ်ဆေးဆွဲသူတို့အောင်ဖြစ်သွားတာအဲအဲ့အချိန်မှာအရန်လူကလေဂျုံသွားတာအဲ့လိုပိန်ပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကျမ်းမိုင်နဲ့မညင်ညွတ်တဲ့သူတရားလူမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့မမှန်ကန်ကန်နဲ့နေရမဲ့အဲဒီကိုလေးချိန်ရဖို့အတွက်နေရမဲ့ life style တစ်ခုစဉ်ရအောင်စူးစမ်းစူးစမ်းခဲ့တာပေါ့နော် ဂျင်ဆော့မဲဆိုပြီးတော့ဂျင်ဆော့မဲအချိန်မှာဇင်အရန်ကန်ကောင်းတာလည်းခုကပါလဲဆိုတော့ရုံးကနေပြီးတော့ဂျင်ပရိုဂရမ်လीဇင်တို့ဒီဝါကောက်တွေလုပ်တဲ့ no challenge no change ဆိုတဲ့ပရိုဂရမ်ရောက်လာအဲ့ပရိုဂရမ်မှာဇင်အဲ့ training trainer တွေနဲ့အဲ့လိုပေါ့နော် train တာပေါ့နော် train တော့အဲ့မှာလေ့ကျင့်ခန်းတွေလုပ်ရင်းနဲ့ အဲ့ live sign တခုစဉ်တည်သွားတယ်တည်သွားတဲ့အချိန်မှာအစားအသောက်ပိုင်းနဲ့ပတ်သက်ပြီးတော့လဲဆင်ကျင်လာနိုင်တယ်အဲအစားအသောက်ပိုင်းဆင်ကျင်တယ်ကိုလက်လှုပ်ရှားမှုလုပ်တယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ကိုလက်လှုပ်ရှားမှုလုပ်လားဆိုတော့လှုပ်ဖြစ်လားဆိုတော့လဲတိတ်လည်းမလှုပ်ဖြစ်တော့ဘူးဇင်းတို့အစာရင်သမားတွေကငါပိုင်းကြရင်ဝိမတက်တော့လားမသိဘူးအဲ့ဒါလေးတခုတော့ရှိရဲ့အဲ့တော့အစားအသောက်ပိုင်းကိုတော့ဆင်ဆင်ကျင်ကျင်နဲ့စားလာနိုင်တယ်ဘယ်ဟာစားရင်ကယ်လိုရီအများကြီးပါတဲ့အတွက်ကြောင့်ဘလောက်စီးတက်မလဲဆိုတာလဲသိလားအရင်တော့တော့စားချင်တာရယ်အကုန်စားတယ်ဒါပေမဲ့အခုတော့အဲ့လိုမျိုးလှုပ်ပြီးတော့မစားတော့ဘူးကိုကိုကိုအဲနည်းနည်း break out တက်လာတယ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့နောက်အလုပ်ပင်ပန်းတာတခုနဲ့ ဲ့တယ်အစင်းအတွက်ကဟိုဂျင်းသွားစရာမလိုပဲနဲ့ဟိုအဲ့လိုဝိတ်ကသူ့လိုလိုကြာနေတာတကယ်တော့အဲ့လိုဂျင်းအရန်ကစားဝေါ့ကောက်တွေအရန်လုပ်တဲ့ main ကလေးတဲ့မှာလည်းမပါပါဘူးစေဟုတ်အစားနဲ့ပဲကိုယ့်ဘာကိုထိန်းနေရတာပါဟုတ်ဘယ်လောက်ထိတက်သွားလဲတော့ဟိုမျက်နှာတော့ပေါင်ပေါင်လေးတော့အာအရန်အဲ့တုန်းကဟိုအရန်ပြည့်ရစင်းအဲ့တုန်းကစင်းကလေအရိုးစစ်ကတော့သေးတယ်အဲ့တော့ weight တက်ရင်စင်းအများဆုံးတက်135 115ကြော်ကြော်အဲ့လောက်ပါအဲ့လောက်တက်တယ်ဒါပေမဲ့အစဉ်ခန္ဓာကိုအရက်မောင်းနဲ့အစဉ်ရဲ့အယိုးအစ်စ်နဲ့ဆိုရင်အဲ့ဒါပြည့်သလိုဖြစ်နေတာကင်မရာထဲမှာဆိုအရန်တည်တာပြည့်ပါအရန်ဖောင်ပြည့်သလိုဖြစ်နေတာပေါ့နော်အဲ့တော့ဒီနောက်ပိုင်းကတော့ကိုလိုရင်လိုသလိုအဲဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့လဲဆင်ကျင်မယ်လေ့ကျင့်ခန်းနဲ့ဝါရလို့ထင်လိုက်လေ့ကျင့်ခန်းလုပ်တယ်တခါကြရင်စင်တို့ aesthetic clinic တွေသွားပြီးတော့ဟိုဒီဒီနားမှာ high food လုပ်ပါလို့အဲ့လိုမျိုးလေးနေတယ်ပေါ့နော်အဲ့လိုထင်းထင်းသိမ့်သိမ့်နေလာကြအောင်ပါအဲဒါလည်းကိုယ့်ဘက်ကနေပြီးတော့လဲကိုဒီ ပရဇနာတယောက်အနေနဲ့တင်ဆက်တဲ့အခါမှာဆိုရင်လည်းကိုယ့်ရဲ့ image တစ်ခုကိုကိုထိမ့်သိမ့်တဲ့သဘောပေါ့နော်အဲအဲ့လိုပုံစံမျိုးနဲ့ပါဟုတ်အာကိုကိုကိုလည်းချစ်တတ်တာလည်းပါပါတယ်ကိုကိုမချစ်လို့မရဘူးလေလူဆိုတာကိုကိုချစ်မှသာအဲ့အချစ်တွေကိုအဲကိုကပြန်ပြီး sharing လုပ်ခွင့်ရအောင်เนาะအဲကိုကိုချစ်တတ်တယ်ဆိုတာလည်းကို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 ရဲ့စိတ်ကိုကိုက break up ပြီးတော့ တတိနဲ့ကပ်ပြီးနေတာပေါ့နော်အဲ့ဒါလေးပါဟုတ်ပါဖောင်းတော့ချစ်ဖို့ကောင်းနော်ဟုတ်လားအခုအခုမေးတဲ့မေးတဲ့မမလို့ပေါ့နော်ပါဖောင်းလေးနဲ့တအားချစ်ဖို့ကောင်းဖြူဖြူဖို့ဖို့လေးနဲ့ဘေးနားမှာအဲ့အဲ့ကနေဒီမှာ lighting တွေရတယ်